ူကြီးကဘာလို့လဲလဲဆွန်းဆွန်းခံရမှာလဲ။ဟမ်။ရှင်းတဲ့။အောင်ရင်အပြင်မှာကျတော့ကျွန်တော်ကရှေးယူလေးနော်။အာဇလန်သွဲမှာကျတော့ထင်းမင်းလက်ဖြစ်နေတဲ့အပေါ်မှာကျွန်တော်ထင်းမင်းလက်လိုရှေးယူကမဟုတ်ပါဘူးလို့ထင်းမင်းလက်ကိုထင်းမင်းလက်တယောက်အနေနဲ့ပဲမြင်ပေးပါအပြင်မှာကျတော့ကျွန်တော်အဲ့လိုမျိုးမဟုတ်ပါဘူးလို့တကယ်အရင်ချစ်တတ်ပါရဲ့လို့ကောင်မလေးရရင်တော့တေးသေးလို့အာချစ်ချစ်မှာပါ။အမခံပါလေဒီကြတော့သင်းမင်းလက်လို့လည်းမဖောက်ပြန်ပါဘူးဒီကြတော့ တော်မလေးအတွက်ပဲအကုန်လုံးရအချိန်ပေးမှာပါလောလောဆယ်ရကြတော့ကျွန်တော်ချိန်ရတဲ့ကောင်မလေးကိုဆက်လက်ရှာဖွေနေဆဲပါဒီရမဇလန်တွေပုံမှာအတင်းလင်းလက်တယောက်အနေနဲ့တော့တော်တော်လေးပရိသတ်တွေရဲ့ဝေဖန်တာအလူအလဲခဏရရပါတယ်ဗျ။အတင်းလင်းလက်ကာရိုက်တာကကြတော့အရန်အေးရဲ့အရန်ယူရဲ့အရန်အာရဲ့ပုံစံနဲ့အာကျွန်တော်တရုပ်ဆောင်ဆောင်ထားတာပါ။ဒီကြတော့ အာတနစ်လောက်ကိုကျွန်တော်တို့တွေအချိန်ယူပြီးစူးစမ်းကြတဲ့အပေါ်မှာကျွန်တော်လကြီးပိုင်း6လ6လလောက်ကျွန်တော်စူးစမ်းခဲ့ရတယ်ပြီးကြတော့ဒီကျွန်တော်လှုပ်ထားတိဆောက်ထားထားတဲ့ character တွေ mood တွေကိုအာ character မမဘုံနဲ့ပြန်တိုင်းပြင်ပြီးမှကျွန်တော်တို့အကောင်းဆုံးအာလုပ်နိုင်ခဲ့ရလို့ယုံကြည်ပါတယ်ကြာဟုတ်ဒီ character ကိုလက်ခံလိုက်ကလေးကကျွန်တော်ကကြတော့ဝါရင်တရုတ်ဆောင်ကျွန်တော်လေးစားရတဲ့အာမမခိုင်နှင်းဝင်တဲ့အတူတရုတ်ဆောင်ရမယ့်အပေါ်မှာကျွန်တော်တော်တော်လေးတော့ challenge ဖြစ်ပါတယ်အာတရုတ်ဆောင်ရတာကိုကြောက်တာမဟုတ်ဘူးဒီ character ဝင်ပါမလားဒီ character ကိုငါလုံနိုင်ပါမလားဘာလို့လဲဆိုတော့အမကအရန်လဲငြိမ်ရမယ်အာပြိတ္တတွေကိုပထမဆုံးပြမယ်ရုပ်ကကြတော့အရန်ငိန်ပြအရန်ယိုအရဲဘာဘာဆိုဘာမှ तू အာ तू ကမလုံနိုင်တဲ့ကာရက်တာနဲ့ပြရတဲ့အပေါ်မှာအာမမခိုင်နင်းဝေလည်းအများကြီးဆွဲခုတ်ပေးရသူတကယ်ကိုဒီထဲကကျေးဇူးတင်ပါတယ်မမကိုမောင်မြန်လမ်းမလေးမပါရဲ့ မောင်ခုကောင်းမောင်းနေတာအော်ဟုတ်ကဲ့ပါဒီမမကြီးကျွန်တော်တို့ကိုရိုက်တဲ့အပေါ်မှာအဖြစ်ဒီစပင်းတွေဆွဲတယ်အမ်မာတင်ဒေးဘုံနဲ့ကျွန်တော်ကိုနှိပ်စက်တဲ့အခန်းမှာကျတော့တော်တော်လေးကာရိုက်တာပြပြအောင်လှုပ်ထားပါတယ်တကယ်လဲစပင်းမွေးလည်းတော်တော်လေးကျွတ်ခဲ့ပါတယ်ပြောပြောတယ်မမဆွဲတာဆွဲတော့အာမနာနဲ့ဆိုမောင်လေးဆွဲမယ်တဲ့ ဒါဆိုရင်အိုကေအိုကေပါလို့ဆိုပြီးမှမြောက်သားအရင်ညိညိကြရဲပြီးကြဘလို့ဘလို့လှုပ်မဲ့အသွားအလာတွေအကုန်ညိပြီးမှကျွန်တော်ရိုက်ကြတဲ့အပေါ်မှာတော်တော်လေးတော့အလူအလဲဖြစ်ခဲ့ရတယ်ပြီးကြတော့တစ်ဖက်မှာလည်းကျွန်တော်ရဲ့လက်တွေကိုလည်းကျိုးရီပါတွေတုတ်ထားတော့ကျွန်တော်ကအဲ့အချိန်မှာအဲ့ character ကိုလှုပ်ရမယ်ဆိုတဲ့အချိန်မှာကျွန်တော်ဒီဆက်ဆက်အဖွဲကအကူကြီးတွေကိုလည်းပြောထားတယ်ပေါ့နော် ျွန်တော်ကိုဟန်ဆောင်ပြီးမှကြိုးမချီပေးပါနဲ့လို့တကယ်တင်း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 လေးချီပေးကျွန်တော်ခံနိုင်လို့တဲ့ပမာဏတိချီပေးအဲ့အမှကျွန်တော်မှုဝင်ပါလို့အဲ့ဇက်ဝင်ခံရိုက်တဲ့အချိန်မှာတော်တော်လေးတော့ကြာတယ်ကျွန်တော်တို့ပြန်ရိုက်တယ်ဖြီးအဖြီးကျတော့ပြန်ကြည့်ရယ်အသက်သက်အခက်ခါရိုက်တဲ့အချိန်မှာကျွန်တော်လက်တွေ ကြိုးဖြီလိုက်တဲ့အချိန်မှာဒီမှာအနီချောင်းတွေဖြစ်ဖြစ်နေဒီကြိုးတုပ်ရာတွေကအစအကုန်လုံးညီညီနေတယ်ဒီကျတော့အဲ့တညလုံးလဲကျွန်တော်တော်တော်လေးတော့ အိတ်တန်းတွေခန်းစားခဲခဲရတယ်ရိုက်နေတဲ့အချိန်အတော်အတွင်းမှာလည်းဒီလက်လက်ထဲမှာကြိုးချီထားတော့ကြိုးအသွေးလေပတ်မှုမညီတော့တဲ့အပေါ်မှာလည်းလက်တွေထုံပြီးမှကျင့်ပြီးမှတော့တော်တော်လေးတော့ရင်းနှီးခဲရတာပေါ့ဒါပေမဲ့ဘာပဲဖြစ်ရင်းနှီးရကြိုးနတ်တယ်လို့ပြောရမှာပဲကျွန်တော်လည်းတော်တော်လေးတော့ဂုံယူပါတယ်ဗျတပြည့်ကိုမမကြီးမတိအောင်ခိုးချင်းတာတွေခိုးတွေ့တာတွေ မမကြီးရှိမှဆိုတပြည့်ကိုအော်လိုက်ငေါလိုက်နဲ့လောက်ရတဲ့အခန်းတွေမှာဆိုရင်ကျွန်တော်တော်တော်လေးတော့အဲ့အချိန်မှာကာရက်တာသင်မင်းလက်ဖြစ်နေတော့ကျွန်တော်မဟုတ်တော့ဘူးသင်မင်းလက်တယောက်ဖြစ်ဖြစ်နေတော့အဲ့ဒီအပေါ်မှာကျွန်တော်တော်တော်လေးတော့အားရတယ်ပြီးကြတော့တရုတ်ဆောင်နေတဲ့အချိန်မှာလည်းမမကြီးကိုအဲ့လိုလိန်နေတဲ့အခန်းတွေမှာဆိုကိုယ့်အနေကိုမလုံတော့ဘူးကိုယ့်အနေကိုမလုံတော့ဘူးဒါပေမဲ့တပြည့်တပြည့်ကိုလည်းချစ်တဲ့စိတ်တွေကအဲ့လိုမျိုးတဖွာဖွာဖြစ်လာတယ်တကယ်ကိုရင်ထဲမှာအဲ့လိုခံစားလာရတော့တော်တော်လေးတော့ တေးဥအာတေးဥဆောင်ရတဲ့အပေါ်မှာတော်တော်လေးတော့အဆင်ပြေသွားပါတယ်ဟုတ်ဒီပြင်းနဲ့နေရောပဲအတူတူရှိမှအခွင့်အရေးရောကိုကြီးကဘာလို့လဲလဲဆွန်းဆွန်းခံရမှာလဲဟမ်ရှင်းတယ်အောင်ရင်မမတင်သေးဘူးလည်းတကယ်ကျေးဇူးတင်ပါတယ်သူကကြတော့အရန်စီနီယာကြကြတော့ကျွန်တော်ကလည်းအမြဲတမ်းသူဖေးမရဲတွဲခေါ်ရဲပြကြတော့လိုအပ်တာတွေသူ့သူနဲ့ close ဖြစ်အောင်အမြဲတမ်းကျွန်တော်စကားပြောပြောပေးရဲ ထင်းမြက်လန့်ဖြစ်နေတဲ့အချိန်မှာတပြေကိုလည်းတကယ်ချစ်မိသွားတယ်စိတ်ရင်းနဲ့ကိုချစ်မိသွားတယ်အဲ့လိုခံခံစားမိရပြဟုတ်အပြင်မှာကျတော့ကျွန်တော်ကရှေယူလေးနော်အာဇလန်သွဲမှာကျတော့ထင်းမြက်လန့်ဖြစ်နေတဲ့အပေါ်မှာကျွန်တော်ထင်းမြက်လန့်လို့ရှိယူကမဟုတ်ပါဘူးလို့တင်မင်းလက်ကိုတင်မင်းလက်တယောက်အနေနဲ့ပဲမြင်ပေးပါ အပြင်မှာကြတော့ကျွန်တော်အဲ့လိုမျိုးမဟုတ်ပါဘူးလို့တကယ်အရန်ချစ်တတ်ပါရဲ့လို့ဟုတ်ကဲ့ကျွန်တော်ကောင်မလေးရရင်တော့တသေးလို့အဲချစ်ချစ်မှာပါအာမခံပါတယ်ဒီကြတော့တင်မင်းလက်လို့လည်းမဖောက်ပြန်ပါဘူး ီကြတော့ကောင်းမလေးအတွက်ပဲအကုန်လုံးရအချင်းပေးမှာပါလောလောဆယ်ရကြတော့ကျွန်တော်ချိရတဲ့ကောင်းမလေးကိုဆက်လက်ရှာဖွေနေဆဲပါ